မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာအောင်စီသူရေးသားသော တမျက်လဲ၍မျက်စီအလင်းရခြင်းဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင် ဗုဒ္ဓတရားတော်အရာနေစဉ်ပြုသမျှအမှုများကိုကံဟုခေါ်ကြောင်းအများသိပြီးဖြစ်ပါသည် ထိုကံသည် ကိုနှုတ်နှလုံးသုံးပါသောအမှုရာများကိုလိုက်၍ကာယကံဝစီကံမနောကံဟု၍သုံးမျိုးကွဲပြားကြောင်းကိုလည်းနားလည်ပြီးဖြစ်ကြပါသည်တို့ရာတွင် ထိုပြုသမျှအမှုကံများသည် အချိန်ကာလအလျောက်အကျိုးပေးတတ်ကြကြောင်းကိုကအတိအမြဲနည်းပါကြပါသည်ကံနှင့်အချိန်ရတရား သူတော်တို့ပြုမှုသည်။ကံသည်အချိန်ကာလအလျောက်သာအကျိုးပေးသည်။အကျိုးပေးရ၌အချို့သောပြုမှုတို့သည်ချက်ချင်းလက်ငင်းအကျိုးပေးသည်။ဝါအကျိုးတက်ရောက်မှုရှိသည်။ အချို့သောအပြုမူများမှာကွယ်လွန်ပြီးလျင်ပြီးခြင်းအကျိုးပေးသည်အဘိဓမ္မာစကားအရဒုတိယဘဝတွင် အကျိုးပေးသည်ဟုဆိုပါသည်အချို့သောအပြုမူများမှာတတိယဘဝမှစတင်၍အချိန်ကာလအခြေအနေအရအကျိုးပေးသည် ထို့သောအကျိုးပေးသည်မှာတန်တရာဘဝထဲမှမလွတ်မချင်းဖြစ်သည်နိဗ္ဗာန်မရောက်မချင်းဖြစ်သည်ဥပမာရှင်မောကလံမထေကြီးခိုးသား900ရိုက်နှက်ထုခြေသည်ဖြင့် ရိနိဗ္ဗာန်ပြုတော်မူရပုံမျိုးဖြစ်သည်တို့ရာတွင်အချို့ချို့သော အပြုမူများမှာကအကျိုးသက်ရောက်မှုမရှိအချီးနီးအလကားဖြစ်သွားသည်ယင်းသည့်အများနာလည်နေသည့်အဟောတိကံဆိုသည်မှာဤသို့သောအပြုမူများပေသည်အချိန်တန်လျင်ကံတရား၏ဤနေရာမှသဘောကိုနားလေသဘောပေါက်ပါကငါလှုပ်ထားတဲ့ကုသိုလ်ကံတွေအလကားပါပဲကွာဟုညှိတွားပွဲမလိုပါအချိန်မတန်ရင်သေး၍သာအကျိုးမပေးခြင်းဟုဖြေသိမ့်နိုင်ပေလိမ့်မည်အဟုတို့တွေနေ့စဉ်လှုပ်နေတာပါပဲကွာ ဒါပေမဲ့ဒီလူကောင်းစားနေတာပဲကွာဟုအကုသိုလ်တွေပွားနေမိလဲမဟုတ်ပေအချိန်တန်လျင်အိမ်ပြန်ရသောသဘောမျိုးသာဖြစ်သည် အချိန်မတန်သေး၍အကျိုးမပေးခြင်းသာဖြစ်သည်ကံတရား၏သဘောကငါဆိုင်ထားသည့်အတိုင်းငါဆရမည်ဟုသောစကားပုံတိုင်းသာဖြစ်သည်ဤနိယာမတရားကြီးကိုမြည်သူများတားဆီးဖြောက်ပြန်နိုင်လိမ့်မည်မဟုတ်ပေကံတရား၏အကျိုးပေးပုံအမျိုးမျိုးကိုမျက်မြင်သာရကအနေဖြင့်တွေ့ရသည့်ဖြစ်ရပေါင်းများစွာကြုံမှုပါသည်အချို့လဲ မှတ်မှတ်ထင်ထင်ကြင်ရင်နေပါသည်များစွာသောဖြစ်ရက်ကအချိန်ကာလရန်ရာကြီးအောက်တွင်ပြောက်ွယ်နစ်မြုပ်သွားကြပေပြီနှစ်ပေါင်း30ကျော်ကလူငယ်သောနှစ်ပေါင်း30ကျော်ကဖြစ်ထိုစဉ်ကဆန်းကြောင်းမြို့နယ်ဟူ၍မပေါ်သည်ကြည်ပင်တိုင်းဟူ၍သာအများသိနေကြသည့်ကာလဖြစ်သည်ယခုကိုဒက်ကြီးဖျားကြီးရှေ့တွင်ကျောင်းနယ်ကြီးတရိုင်ရှိသည်ထိုကျောင်းနယ်ကြီးကတောင်ဘက်လာသောဘားကရလမ်းမကြီးမြောက်ဘက်လာသော ပတ်နတော်လမ်းအရှေ့လာသောရှမ်းလမ်းမကြီးအနောက်လာသောက ကြည်ပင်တိုင်းဘူဒါယုံဘူဒါယုံနှင့်ကျောင်းနယ်ကြားတွင်ဘူဒါ ယုံ၏ထွက်ပေါက်အဝင်ပေါက်ဖြစ်သည့်ကာလန်ရှိသည်ထို့ကြောင့်ထိုးချောင်းနယ်ကြီးမှာကျင့်ဝန်းသည်နဲ့အမျှသတင်းသုံးတော်မူကြသည့်တန်ဃာတော်များကြောင်းများလည်းများပြားလာသည်ဘောရီဘင်နှင့်စီတီတော်ထူးခြားသည်မှာထိုးချောင်းနယ်ကြီးတွင်ရှိမဟာဘောရီဘင်ကြီးနှင့်စီတီတော်ဖြစ်သည်ဘောရီဘင်ကြီးမှာမြည်သည့်အချိန်ကဖြစ်ပွားခဲ့သည်မသိတိမိသူလည်းမရှိအလွန်ကြီးမားလာသည် ယနေ့တိုင်းတည်ရှိနေစေဘောဒီဘင်းနဲ့ကလျာဇေဒီတော်တစုရှိသည်ဇေဒီတော်ကညံတော်အတန်အသက်မြင့်သည်ပဝင်းကျန်တွေကမြက်ခဲလဲလဲမြင်းညင်ကြီးဟုဆိုရလာအောင်မြေပြင်သည်တလင်းတမြညီညာလာသည် မနှက်ညတပြက်လဲထားသည်ဖြင့်အမိုက်တရိုက်ကူ၍မရှိဝေသဲပြင်ကလေးမှာအဖွေးသားရှိသည် ီရီရင်ကနာဝဲကျွန်တော်တို့ဒီဤကြောင်းတိုင်းဤဘော်ဒီဘဲမှာဖြတ်သွားဖြတ်လာပြူတိုင်းပြူတိုင်းဆရာတော်ကြီးတပါးဓမြက်လဲခိုင်းအမိုက်ကောက်ခိုင်းနဲ့ကြုံရတတ်ပါသည်တစ်ချိန်မကနှစ်ချိန်မကအချိန်ပေါင်းများစွာအခါပေါင်းများစွာနေအိမ်မှကိုရကြီးဖျားသူသွားတိုင်းထီတန်းကောလိပ်သူကြောင်းတက်သွားတိုင်းလိုလိုတွေ့ရတတ်ပါသည်ဆရာတော်ကြီးမှာအရက်တော်မြင့်မြင့်အသားတော်ကဖြူဖြူဝစ်စင်ထားသောတင်ကန်းတော်မှာလဲဝါလွင်လွင် ခပ်ပါပါကလေးတတ်တော်က80ကျော်80တွင်သို့တော်တန်တန်ဆန်းဆန်းအထု ူးသဖြင့်အသားတော်မှာကြည်လင်ဝင်ဖန်နေသည်ဆရာတော်ကြီးကစီရီယေကနာဝတ်ကိုစီရီတော်ကိုတတ်ဆင်ခြင်းဘောဓိယေကနာဝတ်ကိုဘောဓိပေမြတ်ကိုတတ်ဆင်ခြင်းတို့ဖြင့်ကုသိုလ်အမှုနှိဆဝတ်ကြီးကိုပြုနေကြောင်းထိုစဉ်ကတတိမထားမိခဲ့ပါဓမြက်လဲရပုံဇလံ ျွန်တော်တို့သည်သွားပန်လာပန်များ၍ဆရာတော်ကြီးတပြက်လဲနေခြင်းကိုတွေ့ရပန်များသောအခါတိလိုစိတ်ဖြစ်လာကြပါသည်ဆရာတော်ကြီးဘာဖြစ်လို့တပြက်စီးလဲနေတာလဲတော်တော်တက်နိုင်ပါလားဟုစဉ်းစားလာပါသည်ထို့ကြောင့်တနေ့တွင်သွားရောက်ဝှက်ဖြည့်ဥချရင် မေးလျှောက်မိပါသည်ဖုံဖုံကြီးဘာဖြစ်လို့တပြက်စီးလဲနေတာလဲဖျားလဲခြင်းလို့လဲနေတာပေါ့ကွာ ဆရာတော်ကြီးဖြေတယ်မှာတာမန်အဖျင်ငုတ်တောက်တောက်ရှိနေမိဟုထင်ကြပါလိမ့်မည်သို့တော့ဤသို့မဟုတ်ပါ မျက်နာတော်မှာပြုံးရှင်သလောက်အတန်တော်မှာလည်းတည်ငြိမ်အေးချမ်းလာပါသည်ဆရာတော်ကြီးအတန်တွင်ငုံငန်းတံမစိုးထားပြီးတင့်မာသည့်အငွေအသက်ပင်မနှောပါပြီးလျင်ဆရာတော်ကြီးကတည်ကျင်ရင်ဖြေရတာပေါ့လေစိတ်ထားတတ်ရင်တော့ကုသိုလ်ဖြစ်စရာပါပဲအเจ้าကဒီလိုกว่าဖုံဖုံအသက်90ကျော်လောက်ကမျက်စိကွယ်မလို့ဖြစ်ခဲ့တယ်လူမြင်ရင်ယောက်ျားမိန်းမမတဲကွဲသလောက်ဖြစ်သွားတယ်နောက်ပြီးမြင်သမျှလူဟာ လည်းအလုံးကပ်ပလီတွေဖြစ်နေတယ်။နှစ်နာတွေမဲမဲလူကောင်းတွေလည်းမဲနေတာပဲ။ဒါကြောင့်စိတ်ထဲမှာစဉ်းစားမိတယ်။ငါမျက်လုံးတွေကွဲတော့မယ်။ငါမှာအခြားအားထားစရာမရှိဘူး။အဲ့ဒီတော့ body ဝင်တဝိုက်မှာရှိသမျှကြလာသမျှအမိုက်တရိုက်တွေကိုလှဲမယ်။ဒါမျက်စွာဖျားကိုပူဇော်တာပဲလို့စဉ်းစားမိတယ်။ကျန်းကန်တွေမှာတော့ဓမြက်လှဲရတဲ့အကျိုး၅ပါးဟောထားတယ်။တဲ့စိတ်ကြည်လင်းတယ်။နှစ်အခြားသူတွေရဲ့စိတ်ကိုလည်းကြည်လင်စေတယ်။သုံး နတ်တွေနှစ်လိုကြတယ်လေကြည်လင်တက်စင်တဲ့ကောင်းမှုကိုစီးဖို့ရာရောက်တယ်ငါတေလုံးတဲ့အခါနတ်ပြီးမှဖြစ်ရတယ်ဝိနည်းပရိဝါပါဠိဖုံဖုံကဒီလောက်မမျောမှန်းပါဘူးဘော်ဒီဝင်ဝင်းကျင်မှာတန့်ရှင်းပြီးစိတ်ကြည်လင်စရာတွေဖြစ်လာတော့ဝမ်းသာပီတိတွေထက်တလဲလဲဖြစ်ရတယ်အဲ့လိုဖြစ်လေတပြက်လဲလေပဲမကြပါဘူးဖုံဖုံမျက်စိတွေပြန်ပြီးကြည်လင်လာတယ်ရေကလဲလို့ဘာစိတ်မှမလုပ်ဘူးမျက်စိတွေကောင်းလာတော့တရာတရာအသည့်အသည့်တွေဖြစ်လာတယ် ဆရာတော်ကြီးမိကြကြမှာဤမြသာဖြစ်သည်ထိုဆရာတော်ကြီးကတတ်တော်80ကျော်အထိတပြက်စီးကန်နိုင်သည့်ဘဝပင်ရှိခဲ့သည်ပြန်လုံတော်မူသည့်အထိမျက်စီပြန်မုံတော့ပဲရွှေရွှင်လန်းလန်းကြမ်းကြမ်းမာမာဖြင့်နေထိုင်သွားသည်ကိုတွေ့မြင်သိရှိရပါသည်ကျွန်တော်ဒီတပြက်စီးကိုကာ၍အိမ်ရှိလမ်းတစ်လျှောက်ကိုနေ့စဉ်တန့်ရှင်းလှုပ်တိုင်းလှုပ်တိုင်းဆရာတော်ကြီးမိကြကြများကိုတရိယာနေစေဖြစ်ပါသည် ဒီဗီဒီယိုလေးကိုစုံတီကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်